ဒီဗီရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြမအပါဝင်ရှေးတောင်အာရှမှာခရစ်တိုငွေကြေးအွန်လိုင်းငွေလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်နှိမ်နှင်းဖို့အတွက်အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်အစိုးရကနိုမာလာ၁၂ရက်မှာကြေညာလိုက်ပါတယ်။ငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force လို့နာမည်ပေးထားတဲ့အဖွဲ့ကို Washington မှာအမေရိကန်အစိုးရရှေ့နေချင်းနိုင်ဖာရီပီရိုကဦးဆောင်ပြီးတရားရေးဝန်ကြီးဌာန FBI နဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေအပါအဝင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့ရင်းနဲ့အတူဖွဲ့စည်းလိုက်တာပါ။ထားမြန်မာနယ်စပ်ကကြားဖြတ်လုပ်ငန်းတွေကိုသူတို့နှိမ်နင်းနေတယ်ဆိုပြီးစစ်တပ်လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးကနိုင်ငံတကာတန်တမန်တွေကိုခေါ်ပြီးရှင်းပြခဲ့တယ်လို့နိုမာလာဆက်နှစ်နေကသတင်းထုတ်ပြန်ခဲ့ပါတယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကို နိုမာလာ၁၂ရက်နေ့မနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာတယ်လို့ဒေသခံတွေကပြောပါရယ် DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်